ဒီနေ့မှာတော့လက္ခဏာနဲ့ပတ်သက်ပြီးတော့မှတ်သားမိတဲ့အချက်လေးတွေကိုဖော်ပြချင်ပါတယ်။တကယ်လို့မိတ်ဆွေရဲ့လက္ခဏာအောက်စနီဂျုံပေါ်မှာညောင်ရွက်စိန်ကွက်သစ်ပင်ပုံစံတွင်ရင်ဖုံးကိုဩဇာအာဏာထက်မြက်တယ်။မင်းဆိုးရဇာလူချမ်းသာတို့ရဲ့ကိုးကွယ်တာခံရတယ်။စေတနာမေတ္တာတရားကြီးမာတယ်။မှတ်သားလောက်တဲ့အလှူဒါနာကြီးမျိုးပြုလုပ်ရတတ်တယ်။အတိတ်ကံရဲ့ကောင်းခြင်းကိုဖော်ပြပါတယ်။အဲဒီလိုမှမဟုတ်ဘဲနဲ့စနီဂျုံပေါ်မှာမှဲ့တယ်အဆက်ပြောက်တဲ့ချက်ချစ်တွေရှိရင်လုံးဝမကောင်းဘူးဗျာ။ လက်ခလဲအောင်စနေဂျိုကွန်ဆိုတာဂျိုကွန်တွေထဲမှာအစိုးဆုံးဆိုတာကိုအားပြီးနေတယ်လို့အကောင်းဆုံးဆိုတာကိုလည်းပြပါတယ်ဒီစနေဂျိုကွန်ဟာအစွန်းနှစ်ဖက်ကဂျိုကွန်လို့ပြောလို့ရပါတယ်တကယ်လို့လက်ခလဲအောင်စနေဂျိုကွန်မှာချက်ချေပါရင်မိတ်ဆွေဟာတေချာပေါက်ကိုခွဲစိတ်ကုသမှုတွေအကြီးလုပ်ရမယ်ဒါမှမဟုတ်သူတစ်ပါးရဲ့လက်ချက်နဲ့တေဆုံးမယ်ဒဏ်ရာအကြီးကျယ်ရမယ်ဆိုတာကိုဖော်ပြပါတယ်ခွဲစိတ်ကုသတဲ့လက္ခဏာလို့ပြောလို့ရပါတယ်စနေဂျိုကွန်မှာမှဲ့နေပါရင်လည်းမကောင်းဘူးမိတ်ဆွေရဲ့ဂုံတိတ်ခါတွေကြာစစ်နဲ့မြောင်းနေထိုးကြမယ် ဒါကြောင့်စနေဂျိုကိုမှာအခုလိုဖော်ပြတဲ့ညောင်ရွက်ပိုင်းတော့အရန်ကောင်းပါလေ။နောက်ထပ်လက္ခဏာတစ်ခုပြောချင်ပါလေ။မိတ်ဆွေရဲ့လက်ညှိုးအောက်ဇာတာပတိဂျိုကိုကြည့်ပြ။အဲ့ဒီလက်ညှိုးအောက်ခြေဇာတာပတိဂျိုကိုမှာဘာပါလဲ။သရီကန်နှစ်ထပ်သရီကန်၅ရုပ်တွေရှိရင်အရန်ကောင်းတယ်။အကြီးမူးဦးစီးခေါင်းဆောင်ဆရာသမားဖြစ်ခင်ပေါ်ကြော်ကြားစေနိုင်တယ်လို့ဆိုပါလေ။ အောင်လံပိုင်းလည်းကောင်းပါတယ်မင်္ဂလာချမ်းရဖြစ်ပါတယ်စေတနာမေတ္တာလွန်ကဲစွာထားရှိခြင်းနာမည်နဲ့လောက်ရထင်ကြံခြင်းတို့ကိုဖော်ပြပါတယ်ဒါ့အပြင်လေးတောင်စတုကန်ဘုံစပရီယံဘုံရှိရင်လည်းဆရာအမှတ်သားလို့ပြောလို့ရတယ်ဗျလုပ်ငန်းတွေမှာတိုက်ခန်းတွေကိုအောင်မြင်ကျော်လွှားနိုင်တယ်အင်းကောင်းပိုင်ဆိုင်ရတယ်လူတန်းစွန့်ကြဲပေးကန်းတဲ့သူမျိုးဖြစ်တယ်ပိုင်းခြားတည်တဲ့ဉာဏ်ပညာနဲ့ပြီးပြည့်စုံတယ်စန်းကျင်ဘက်ကိုဆွဲဆောင်နိုင်တဲ့အေးချင်းအရန်ပြေးဝတဲ့သူလို့ပြောလို့ရပါတယ် ကြက်ချီဟာလဝါပြင်မှာဘယ်နေရာပေါ်မှာမကောင်းပေမဲ့ဒီလက်ညှိုးအောင်ကြာတာပရိကျူကမှာတော့ပါရင်ကောင်းတယ်ဗျဘလို့ဟော့ဂင်းထွက်လဲဆိုတော့လက်ညှိုးအောင်ကြာတာပရိကျူကမှာအဲ့ကြက်ချီပါမယ်ဆိုရင်နဲ့မိတ်ဆွေဟာအိမ်တော်ကြာပြီးတဲ့နောက်ဘဝမှာအစဉ်ပြေပြေနဲ့ချင်းချင်းတသာနေနိုင်တယ်ဆိုတာကိုပြတယ်လို့ဆိုပါတယ်နောက်ထပ်လိလာမိတဲ့လက္ခဏာလမ်းကြောင်းအမှတ်သားလေးတွေကိုပြောချင်ပါတယ်ဒီတစ်ခါပြောချင်တာကလက်သေးပုံစံဗျဒါကလည်းမှတ်သားစရာကိစ္စပါလက်သေးခွန်ဆိုတာက ပြန်မြကြည့်လိုက်ရင်တယောက်တယောက်တူတယ်ထင်ပေမဲ့မတူဘူးဗျလက်သက်ခွန်ခွဲချမယ်ဆိုရင်တူတဲ့လက်သက်ခွန်ရှိတယ်တူပြီးပြက်ကျတဲ့လက်သက်ခွန်ရှိတယ်ဘေးကျပြီးရှည်တဲ့လက်သက်ခွန်ရှိတယ်ရှည်လျားနဲ့အသက်အသီးပုံလက်သက်ခွန်ရှိတယ်ကြီးမားပြီးလေးတော့ပရန်ရှိတဲ့လက်သက်ခွန်ရှိတယ်သိငယ်ပြီးဒီကျွန်တော်တို့တပ်ပုံတဏ္ဍာရှိတဲ့လက်သေးခွန်ပြတတိလေးပြအဲ့လိုမျိုးလက်သေးခွန်လေးရရှိတယ်ကဲ က်သက်ခွန်တစ်ခွန်ချင်းစီကဘာကိုဖော်ပြလဲကြည့်ရအောင်ဗျာတကယ်လို့မိတ်ဆွေကလက်သက်ခွန်အတိုလေးတွေပိုင်နေတယ်ဆိုပါစို့တိုတဲ့လက်သက်ခွန်ပုံနဲ့ပေါ့ဗျာဒါမျိုးကဘယ်မှာပဲသွားပြီးတော့လက်သက်ပုံစံ ဖော်ဖော်ဒီပုံထွက်လာတဲ့လက်သက်ခွန်မှန်သမျှဒီပုံမှာပဲအဲ့တိုတဲ့လက်သက်ခွန်တွေဟာဆက်စုတက်တယ်ကနာမငိန်တက်သူဖြစ်တယ်ဒါပေမဲ့အမှန်တရားမြင်လို့တယ်တိုပြီးတော့ပြက်ကျယ်တဲ့လက်သက်ခွန်ရှိတယ်ဆိုပါစို့ဒါဆိုမိတ်ဆွေဟာဆုံးဖြတ်ချက်မဲ့နဲ့စိတ်ဆိုးလွယ်တဲ့သူဖြစ်တယ်ဒါပေမဲ့စိတ်ရင်းကောင်းတယ်လို့ပြောလို့ရပါတယ် တချို့လက်သက်ခွန်တွေကရှိတယ်ဘေးကိုကျဲပြီးတော့ရှည်တဲ့လက်သက်ခွန်မှာအဲ့ဒီလိုလက်သက်ခွန်တွေကြတော့ဆုံးဖြတ်ချက်အကောင်းတဲ့သူလို့ပြောလို့ရပါတယ်။နောက်ပြီးတော့အဲ့ဒီလက်သက်ခွန်ပိုင်ခြင်းတွေဟာစိတ်ရှည်တတ်တယ်ဆိုပါတယ်။ရှည်လျားတဲ့တဲ့အသီးပုံလက်သက်ခွန်လက်သက်ခွန်ပိုင်ခြင်းကတော့ဖြစ်တယ်လို့နေတတ်တယ်သူပြ။သူတို့ကတော့စိတ်ကူးရင်တမားတယ်။စိတ်ကူးနဲ့ပျော်နေတတ်တဲ့သူတွေအများစုမှာအဲ့ဒီလိုမျိုးလက်သက်ခွန်မျိုးပါတတ်ပါတယ်။တချို့ကတော့ဒါကိုဂီတနုပညာသမားတွေရဲ့လက်သက်ခွန်လို့လည်းပြောပါတယ်ဗျာဂီတနုပညာလောကမှာ ထင်ရှားကြော်စောသူတွေအောင်မြင်တဲ့သူတွေမှလည်းအဲ့ဒီလိုစိတ်ကူးရင်ဆန်တဲ့လက်သေးခွန်ပုံစံတွေပိုင်ဆိုင်တက်တယ်လို့ဆိုရှိကြပါတယ်။နောက်ထပ်လက်သေးခွန်တစ်ခုပြောချင်ပါတယ်။ကြီးမားတဲ့၄တောင်တန်တန်ရှိတဲ့လက်သေးခွန်ပါဒီလက်သေးခွန်တွေကအေးဆေးနေတက်တယ်အကျန်စီကြီးတယ်ဒါမဲ့တကူကောင်းဆန်တက်တယ်သေးငယ်ပြီးတပ်ပုံတန်တန်ရှိတဲ့လက်သေးခွန်ကတော့စိတ်ထိခိုက်ခံစားလို့တယ်ရရမှာစိုးရင်စိတ်အရန်ကြီးတဲ့ သူလို့ပြောလို့ရပါတယ်ဒီလိုလူမျိုးတွေဟာစိုးရင်စိတ်ကြီးတာနဲ့ပဲအချင်းကုန်တွင်တက်ပါတယ်နောက်ထပ်လေးလာမိတဲ့လက္ခဏာတစ်ခုအကြောင်းပြောချင်ပါတယ်ဒီတစ်ခါပြောချင်တာကလက်မပုံသဏ္ဍာန်ပြလက်မမှာလက်မပုံသဏ္ဍာန်ပတ်တန်ခွဲထားတာ၅မျိုးရှိတယ်ဗျဘာလဲဆိုတော့အစစ်ပြောလက်မအစစ်မာလက်မခါသိမ့်လက်မခါတုတ်လက်မတင်းပုတ်လက်မဒါလိုမျိုးခွဲထားပါတယ် အလောသောစိပြောလက်မကအစိပြောလက်မပန်ရှင်ဟာနုညက်တိမ်မှုတဲ့သဘောပါရေရောစွာပေကန်တက်တယ်အာနာတယ်လူတိုင်းနဲ့ပေါင်းသင်းဆက်ဆံနိုင်တယ်ဒါပေမဲ့အကျံစီပြောင်းလဲမြန်တယ်ဆွေးမြဲမှုအားနဲ့တက်တယ်အာနာမှုလွန်ခဲ့ပြီးဂတိတစ်ခုကိုလွယ်လွယ်နဲ့မပေးသင့်ပါဘူးဒါအပြင်လွယ်တကူစိတ်ပြတ်အလျှော်ပေးလွယ်သူတွေဖြစ်တဲ့အလောတစ်ခုကိုဇွဲကောင်းကောင်းနဲ့ဒီဇိုင်းမမက်လောက်ကင်မှုလိုပါတယ်အစစ်မလက်မကတော့စိတ်ဓာတ်ခိုင်မာသူဇွဲကောင်းမှုသတိတရားကြည့်ပြီးတော့လှုပ်ဝဲကြံစီတက်တဲ့သဘောရှိသူတွေပါ စီကံကြနေထိုင်တဲ့တခြားသူတွေနဲ့လွယ်တကူရောနှောပေါင်းသင်းဆက်ဆံတဲ့သူတွေမဟုတ်ဘူးတရားမျှတမှုမြင့်တို့တက်တယ်အားနဲ့ချက်ကအသေးအဖွဲလုပ်တွေကိုအသေးစိတ်လုပ်တယ်လူတိုင်းပေါ်တန်တရားထားတဲ့လူမှုဆက်ဆံရေးကိုထိခိုက်ပြီးအခွင့်အရေးကောင်းတွေကိုဆုံးရှုံးလက်လွတ်ရတတ်ပါတယ်ခါသည်လက်မကတော့လက်မရဲ့အလဲနေရာမှာသိငင်နေတတ်တယ်လိမ္မာပန်းနေတယ်အချိန်ခါနေရာဒေသအလျောက်အံဝေအောင်နေတတ်တယ်ပေါင်းသင်းဆက်ဆံတတ်တယ်အဲ့ဒီလိုသဘောတော်ပါရှိတယ် ပင်ကိုညာကောင်းတဲ့တိထွင်ကြံစားမှုအာကြည့်တဲ့တခါတည်းအစွန်းရောက်တဲ့သူတပါးကိုလည်းအထင်သေးတက်ပါတယ်။ခါတုတ်တဲ့လက်မပိုင်ရှင်တွေကခွန်အားစိတ်အားကောင်းသလောက်ပင်ကိုညာနဲ့ပါတယ်။ပုံမွေလင်းလင်းဟော့ဟော့တိုင်းတိုင်းပျော်ပျော်တင်းတင်းပြောဆိုတတ်တယ်။လူတကာနဲ့ဆက်ဆံရမှာလည်းတိခတ်မှုမရှိဘူး။မာရီကျော်ရဲ့ဆက်ဆံတဲ့ဗလာအာကိုနဲ့လှုပ်တတ်တယ်။တင်းပုတ်လက်မကတော့ညာနေတယ်။စိတ်ခံစားမှုအလျောက်ထစ်ခနေဆိုဒေါသဖြစ်လွယ်တယ်။ ေါသမချုပ်တီးနိုင်ပဲခိုက်ရန်ဖြစ်တဲ့အခမ်းမသိရင်လူသက်တတဲ့ရာဇမှုကျွန်းတတဲ့တင်းပေါလက်မရှိတဲ့သူကိုကောင်းမွန်စွာပညာသင်ကြားခြင်းထိမ့်သိမ်းဆုံးမခြင်းပြုလုပ်ပေးတင်ပါတယ်။ဒါလို့လက်မဟာနောက်ကိုနှွင့်ရအောင်ကိုင်းတော့အဲ့ဒီတင်းမှုလက်မရဲ့သဘောတဘာဝတွေယောနယ်ပျောက်ွယ်သွားတယ်လို့အဆိုရှိကြပါတယ်။နောက်ထပ်လက္ခဏာတစ်ခုကို ပြောချင်ပါတယ်။ဒါကတော့စိတ်ခံစားချက်ဦးစားပေးမိလို့အိမ်တော်ရေးမှာပါရခြင်းမရှိတဲ့လက်ပုံစံပါ။ ပုံစံတစ်ဒီလိုမျိုးလက္ခဏာလမ်းကြောင်းကဖြစ်နေပြီဆိုပါစို့နှလုံးလမ်းကြောင်းမှာအဓိကအဖြစ်နှလုံးလမ်းကြောင်းကတော့မိမိခံစားချက်ကိုဦးစားပေးမိလို့အိမ်တော်ရေးမှာလေးမထားခြင်းကိုဖော်ပြပါတယ်ပုံစံနှစ်ကတော့အချင်းနဲ့မိတ်ဆွေတွေဆုံးရှုံးရခြင်းဒါကရဲရင်တဲ့စိတ်ထားမရှိလို့လို့ပြောလို့ရပါတယ်ပုံသုံးကတော့ဝမ်းနေခြင်းနဲ့စိတ်တကြခြင်းကိုဖော်ပြပါတယ်အလဲမှာလဲကျွန်းပုံစံခံနေတယ်မိမိကိုယ်တိုင်လော်လီဖောက်ပြတဲ့တဲ့ကြောင့်မိသားစုအိမ်တော်ရေးဘဝ ပျော်ရွှင်စရာစိတ်သွင်းသွားတာဖြစ်ပါတယ်။ကျိုးပြက်နေတဲ့လမ်းတွေကတော့နှလုံးသားကွဲကြည့်ပြီးတသက်စာလွမ်းဆွရမယ်ဆိုတာကိုပြပါတယ်။ကလန့်ဖြစ်တဲ့လမ်းသေးသေးလေးတွေကနှလုံးလမ်းကိုဖြတ်နေတယ်ဆိုတာလည်းဒါဟာအမြဲတမ်းတသက်စာလွမ်းဆွနေရမယ်လို့ပြတာပဲဖြစ်ပါတယ်။နောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါတယ်။ လက်ဝါးပြင်နှမျိုးရှိတယ်ဗျာတချို့ကြတော့ဘေးရင်ကိုမယုံဘူးဒီအတွက်တော့အကျဲအကျဲမပြောလို့ပါဘူးဗျာတချို့ကြတော့လည်းယုံတယ်လို့ပြောရမှာရှက်တဲ့သူတွေရှိတယ်ရှေးဥဆွဲတယ်ခင်းနောက်ကြတယ်အဟောင်းထဲမှာပဲတဝဲလည်းလည်းဖြစ်နေတယ်ညံနေတယ်လို့ပြောခံရမှာအဆိုးလို့ထင်ပါတယ်ကို့အကြောင်းနဲ့ကိုပေါ့ယုံသူဖတ်ပါအခုလက္ခဏာကလက်ဝါးပြင်ပေါ်မှာလမ်းကြောင်းရှုပ်တာနဲ့ရှင်းတာနှမျိုးရှိတယ်ဗျာလမ်းကြောင်းရှုပ်ထွေးတဲ့လက်ကတော့အားနဲ့ချက်ကဖိမနိုင်ပဲပဲကြည့်ရင်တောက်ချင်တယ်ဒါကြောင့်ပြည်တနာတစ်ခုကြုံလာတဲ့အခါ ရှင်းမလာပဲပို့ပြီးတော့ရှုပ်ခွေးသွားတတ်ပါတယ်အားသာချက်ကအရရကိုအမှတ်တမဲ့မထားတတ်ဘူးဒါကြောင့်ပတ်ဝန်းကျင်မှာတိတက်နားလဲသူဖြစ်နေရာပေးခံရပါတယ်လမ်းရှင်းနဲ့လက်ကတော့အားနဲ့ချက်ကနေရာတကာဆရာလုတ်ချင်တယ်ဒါကြောင့်လူများကသူ့ရှိမှလာလေးစားတယ်နောက်ွယ်ကြငပေါ်ကြီးလို့သတ်မှတ်တယ်အားသာချက်ကပေါ်ဝင်ကြီးပြောစကားတွေနားမယောင်ဘူးကိုလို့ဆရာရှိတာတိကလို့တယ်ဒါကြောင့်ရှည်ရွက်ချက်ရှည်မှန်းချက်တွေအောင်မြင်တယ်လို့ပြပါတယ် လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်လက်တွေကိုပြောပြတာပါနောက်ဆက်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ